အလုံးအလုံးဝမင်္ဂလာပါဗျာ JTS Channel မှာနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါနဲ့ဒီတစ်ပတ်တင်းငူနေနေ့မှာဆိုရင်တော့ UFC 322ပြန်ပွဲကြီးကိုကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ် UFC 322ပြန်ပွဲကြီးကိုတော့မြန်မာစံတော်ချိန်မနက်ပိုင်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Ali Blaney Minery ကတ်သွဲဆိုင်ကိုတော့မြန်မာစံတော်ချိန်မနက်9နာရီခွဲမှာစတင်သွားမှာဖြစ်ပါတယ် Main ကတ်သွဲဆိုင်တွေကိုတော့မနက်9နာရီမှာစတင်သွားမှာဖြစ်ပြီးတော့ အဓိကခေါင်းပွင့်ကြီးအနေနဲ့ရှင်ပြန်ထုတ်တက်သွားမဲ့အစ္စလာမ်မှာခချက်နဲ့ဂျက်ဒင်လာမန်ဒလင်နာတို့တွဲဆိုင်ကြတော့မနေ့ပိုင်း၁၇နိုင်ဝင်းကျင်လောက်မှာကြီးစုတွားရနိုင်ဖို့ရှိနေပါတယ်။ UMC 322ပြိုင်ပွဲကတော့တကယ့်ကိုတွဲဆိုင်ကောင်းတွေနဲ့မလွတ်တမ်းစောင့်ကြည့်တွားရမဲ့ပြိုင်ပွဲကြီးဖြစ်နေပါတယ်။ဒီနေ့မှာတော့ UMC 322ပြိုင်ပွဲကြီးကစိတ်ဝင်စားဖို့ကောင်းတဲ့တွဲဆိုင်တွေကိုတည်တံ့စုစည်းတုံးတက်တင်ဆက်ပေးသွားချင်ပါတယ်။ ်အဓိကကောင်းပွဲကတော့အလုံးတိချတဲ့အတိုင်းပဲဂျက်ဒယ်လာမန်ဒလန်နာနဲ့အစ္စလာမကချတ်တို့ရဲ့ဝေရာဝိတ်ချန်ပီယံခပ်ပတ်လူပွဲပဲဖြစ်ပါတယ်အစ္စလာမကချတ်ကလည်းသူ့ရဲ့လိုက်ဝိတ်ချန်ပီယံခပ်ပတ်ကိုလက်လွတ်ပြီးတော့ဝိတ်တန်တက်ပြီးဝေရာဝိတ်ချန်ပီယံခပ်ပတ်ကိုစင်ကိုသွားမှာဖြစ်ပါတယ်လိုက်ဝိတ်တန်မှာအစ္စလာမကချတ်ကအများကြီးလှုပ်ကြနိုင်ခဲ့တဲ့ဖိုက်တာတဦးဆိုပေမဲ့အခုကဝိတ်တန်တက်ထိုးရမှာဖြစ်တာမလို့ဘာမစူးဖြစ်သွားနိုင်တဲ့အနေအထားမျိုးရှိနေပါတယ် သူ့ရဲ့ပြိုင်ဖက်ဂျက်ဒဲလာမန်ဒလင်နာဆိုတာကလည်းလုံးဝရှော့တွက်ထားလို့မရတဲ့ဖိုက်တာတဦးပင်ဖြစ်ပါတယ် GDM စူပီးလူတိများတဲ့ဂျက်ဒဲလာမန်ဒလင်နာအကြောင်းကိုပြောရမယ့်ဆိုရင်တော့ရှုံးပွဲတွေကနေပြန်နူးထလာခဲ့တဲ့သူလို့ခိုင်းနိုင်ပြီးတော့ပြောလို့ရပါတယ်သူက professional MMA fighter ဘဝမှာနှစ်ပွဲဆက်တိုက်ရှုံးပွဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်အတွေ့အကြုံ လုံးဝမရှိသေးတဲ့အချိန်မှာ တစ်ဖက်ကပြင်ဖက်ကောင်းတွေနဲ့ဆက်တိုက်တွေ့ခဲ့ရတာကြောင့်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ရှုံးပွဲတွေအပြီးမှာတော့သူ့အနေနဲ့ကတီချာပြင်ဆင်မှုတွေလုပ်ပြီးနိုင်ပွဲတွေကိုဆက်တိုက်ပြန်ပြီးအနိုင်ယူပြနိုင်ခဲ့ပါလိမ့်မယ်။2019ကတည်းကစပြီးတော့လက်ရှိအချိန်ထိပွဲစဉ်ပေါင်း18ပွဲဆက်တိုက်ကိုအနိုင်ယူပြထားတဲ့ fighter တူပင်ဖြစ်ပါတယ်။ UFC မှာတော့ဘလန်မိုဟာမက်ကိုအနိုင်ယူပြီးတော့ချန်ပီယံတူဖြစ်လာခဲ့တာပါ။ အစ္စလာမ်ကချက်နဲ့ပွဲကတော့သူရဲ့ပထမဆုံးချန်ပီယံကပ်ပကာကွယ်ပွဲလေးဖြစ်ပါတယ်။ JDM ဟာဆိုရင်တော့ဘောဇင်ပိုင်ကိုအပြုတ်တက်တဲ့ fighter တဦးလို့ပြောလို့ရပါတယ်။ဘောဇင်စကီကတော်တော်လေးကိုကောင်းမွန်တာတွေ့ရပြီး MMA ပွဲတစ်ပွဲကိုဘောဇင်ပွဲတစ်ပွဲလို့ထင်မှတ်ရလအောင်အထိထိုးတက်ပြတ်သွားနိုင်ပါတယ်။ body နဲ့ head combination တွေကကောင်းမွန်ပြီးတော့တစ်ဖက်ပြိုင်ဖက်ရဲ့ striking defense လုပ်ရမှလည်းတော်တော်လေးကိုကောင်းမွန်လာပါတယ်။နောက်ပိုင်းမှာဆိုရင်တော့ take down defense ပိုင်းပါ ကောင်းမွန်လာခဲ့ပြီးတော့ဘလန်မိုဟာမက်ရဲ့ထိတ်တောင်းတွေကိုပါအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့တာကိုကြည့်ရင်ကျွန်တော်တို့ပရိသတ်တွေအနေနဲ့သူ့ရဲ့စွမ်းဆောင်ရည်အနေထားကိုသိမြင်နိုင်မှာဖြစ်ပါတယ်။ Lightweight တက်မှာ15ပွဲ9ပွဲရရှိထားခဲ့တဲ့အစ္စလာမကချက်အနေနဲ့ကလည်းစင်ခုံမှုအနေနဲ့ဝေတန်တက်ပြီးတော့ထိုးတက်သွားတော့မှာမှာအစ္စလာမကချက်ကိုပရိသတ်အများစုက ground ပိုင်းအပြုတ်လွန်တယ်လို့မြင်ကြပေမဲ့နောက်ပိုင်းမှာတော့ Stanford ပိုင်းရော ground ပိုင်းမှာပါမြတ်အောင်ကစားလာနိုင်တာတွေတွေ့ခဲ့ရပါတယ် stand fight ပိုင်းမှာပါအကောင်းဆုံးဖြစ်ပြီးတော့အမားနေအောင်ကစားလာနိုင်ပါတယ် stand fight တမားတွေဖြစ်တဲ့ destin poria ကိုရှင်ထိုးနိုင်ခဲ့တဲ့ပွဲ alexander bokanovski ကို hacket တွေနဲ့အမောက်တိတ်နိုင်ခဲ့တဲ့ပွဲတွေကိုလည်းတက်တီပြထားနိုင်ပါတယ်နဗန်ပိုင်းမှာဆိုရင်လေတခြားတက်ကစ္စတန်တာနဗန်တာတွေနဲ့ကွာခြားချက်လေးတွေတော့ရှိနေပါတယ် တက္ကစတန်တာအများစုကတော့ဘက်ပိုဇီရှင်ယူပြီးတော့မှရီယန်နက်ကချုပ်နဲ့ပွေသိမ်းတက်ကြပါလေ။အစ္စလာမကချက်ကတော့ ground မှာလဲတပေါက်ထဲဟုတ်မလို့ခဲ့ပါဘူး။ ground ပိုင်းမှာဆိုရင်တော့ position ရရင်ရတယ်လို့အနိုင်ယူနိုင်တတ်တဲ့ပုံစံမျိုးတွေရှိတယ်ပါလေ။သူတို့ဖြင့် the up i'm trying get panda တွေ kimura ချုပ်ွက်ချုပ်တာတွေနောက်ပြီးတော့မှ amber panda တွေကလည်းလုတ်တက်သေးပါလေ။ ဒါကြောင့်အစ္စလာမ်မခချက်ဟာဆွေဆုံရဖိုက်တာတူလို့တောင်းပြောလို့ရပြီးတော့စိတ်ပူရမယ့်အချက်ကတော့ဝိတန်တတ်ထူရမယ့်အချက်တစ်ခုဒါလျင်ရှိနေပါတယ်။လက်ရှိပွဲနာနီးချိန်မှာတော့အစ္စလာမ်မခချက်အနေနဲ့ဝိတင်ထားခဲ့ပြီးခန္ဓာကိုယ်ကလည်းကြွတာဒုတွေပူပြီးတက်လာတာကိုတွေ့မြင်ရပါတယ်။စိတ်ပူရမယ့်အချက်ကတော့ကိုယ့်ထက်ဝိတန်ကြီးတဲ့ဖိုက်တာတွေနဲ့ထူးတက်ရမှာဖြစ်လို့ခွန်အားပိုတုံးလာနိုင်ရတယ်လို့ တက်လုံပိုင်းအတွက်လည်းတရားစီမံထားဖို့တော့လိုအပ်နေမှာဖြစ်ပါတယ်။ဒီပွဲကတော့ဝေတန်တက်လာရတဲ့အခြေအနေနဲ့စောင့်ကြည့်သွားမယ့်အပိုင်းလေးတွေတော့ရှိနေပါတယ်။ပုံမှန်ဖိုက်တာနယ်အစလုံးရဲ့ကစားပုံကိုကြည့်ပြီးတုံးတက်ရမယ်ဆိုရင်တော့စတမ်မှာပင်ရှင်ထိုးနိုင်မှာ GDM အတွက်အနိုင်ရဖို့အတွက်အခွင့်အရေးများနိုင်ပြီးဖိတ်တောင်းတွေကိုတော့မကာကွယ်နိုင်ပေမြေပြင်ပေါ်ပါသွားခင့်ပေဆိုရင်တော့ဣစ္စလာမ်မကာချက်ကပဲအနိုင်ရရှိသွားဖို့များနေပါတယ်။ UMC ထွေးထူးပြိုင်ပွဲကြီးရဲ့ဒုတိယကောင်ပွဲမှာဆိုရင်တော့အမျိုးသမီးခပ်ပတ်လူပွဲတွဲဆိုင်အနေနဲ့ Valentina Shevchenko နဲ့ဂျန်ဝီလီတို့ရဲ့ Flyweight Champion ခပ်ပတ်လူပွဲကိုလည်းပွဲတည်ပြထားခဲ့ပါလေ။ဂျန်ဝီလီဟာဆိုရင်တော့2022ခုနှစ်မှာ Gala Espaza ကိုအနိုင်ယူပြီးတော့ UFC ရဲ့အမျိုးသမီး Strawweight Champion ခပ်ပတ်ကိုတင်ပိုက်နိုင်ခဲ့တာဖြစ်ပါလေ။ Champion ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ဂျန်ဝီလီက ချန်ပီယံပွဲကို၃ပွဲဆက်တိုက်ကောင်ကွယ်ပြထားနိုင်ပြီးနောက်ဆုံးပွဲအနေနဲ့ပြီးခဲ့တဲ့ February လတုန်းကထိုက်ထားစာဆွာရတ်ကိုအနိုင်ယူပြီးချန်ပီယံပွဲကိုကောင်ကွယ်ပြထားနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲအပြီးမှာတော့ဝိတ်တန်တက်ပြီးတော့မှဘလက်တီနာရှချန်ကိုရဲ့ချန်ပီယံခပ်ပတ်ကိုစင်ခေါ်သွားခြင်းကြောင့်ပြောခဲ့တာဖြစ်ပြီးတော့သူရဲ့ဆန္ဒအတိုင်းကလည်းဒီပွဲက အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ဘလက်တီနာရှချန်ကိုကတော့ flyweight တန်းမှာကာလာရှိမင်းမူနိုင်ခဲ့တယ်ဆိုပေမဲ့ 2023မှာအလက်ဆာဂရက်ဆူကိုရှုံးနိမ့်ပြီးချန်ပီယံဘွဲ့ကိုလက်လွတ်လိုက်ရပါသေးတယ်။ဒါ့ပေမဲ့အလက်ဆာဂရက်ဆူနဲ့ပဲမကြီးပွဲကိုထိုးတက်ခဲ့ပြီးဒုတိယမကြီးပွဲမှာတည်ရလန့်ထွက်ခဲ့ရသလိုတတိယမကြီးပွဲမှာတော့အလက်ဆာဂရက်ဆူကိုအနိုင်ယူပြီးတော့မှချန်ပီယံခပ်ပတ်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါလိမ့်။ချန်ပီယံပြန်ဖြစ်လာပြီးတဲ့နောက်ပြီးခဲ့တဲ့မေလတုန်းကမနွန်ဖီရိုရော့ကိုအနိုင်ယူပြီးတော့ချန်ပီယံဘွဲ့ကိုကောင်းကွယ်ပြတ်ထားနိုင်ခဲ့ပါလိမ့်။ အခုတော့ဒုမအတွက်စင်ခုံမှုကြီးတစ်ခုအနေနဲ့ဝိတန်တက်လာတဲ့ဇန်ဝေလီကိုလက်ခံထိုးတက်ပြီးတွားရတော့မှာဖြစ်ပါလေ။ဇန်ဝေလီကတော့ဒုမရဲ့ throwaway champion ဘွဲကိုပါဆွန့်လွတ်ပြီးတော့ flyweight တန်းကိုတက်လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မီကုံရန်ကုံကျူစာထိုးတက်တွားဖို့ရှိနေပါလေ။လက်ရှိ UFC ရဲ့ pound for pound အကောင်ဆုံးအမျိုးသမီးနှုတ် fighter ဖြစ်နေတာကြောင့်ဒီတွဲဆိုင်ကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ဖိုက်တန်နီယောဆလုံးက way round up ဖြစ်ကြပြီးတော့ စတမ်မာယောဂရောင်းပိုင်းမှာပါရှင်ပြန်ပြီးတော့မှစော့တက်ကြတဲ့ဖိုက်တာမျိုးတွေဖြစ်ပါလေဖိုက်တာနေအောင်စလုံးကအသက်38နှစ်နဲ့36နှစ်တွေဖြစ်ကြလို့အသက်အရွယ်ကတော့တိတ်ပြီးမကွာလာပါဘူးဒါပေမဲ့လည်းလင်းမြန်မှုပိုင်းမှာတော့ဂျန်ဝီလီကပူပြီးတာမီသေးတာမျိုးတွေတွေ့ရပါလေဗလက်တီနာရှချန်ကိုကတော့တဖြည်းဖြည်းအကြပိုင်းကိုရောက်လာတဲ့အရေးအယောင်မျိုးတွေတော့တွေ့ထားရပါလေအကျိန်နဲ့ရှိတဲ့ပွဲချင်းကြီးတပွဲဖြစ်လာဖို့တော့ရှိနေပြီး ဘဲဖိုက်တာကအနိုင်ရလက်ကိုရယူသွားနိုင်မလဲဆိုတာကတော့စိတ်ဝင်စားနဲ့စောင့်ကြည့်သွားဖို့လိုအပ်နေပါလေ UMC 322ပြိုင်ပွဲကြီးရဲ့ main cat ထဲမှာဆိုရင်တော့ weather weight တန်းနဲ့ light weight ပွဲချမ်းတွေလည်းပေါဝင်လာအောင်မှာဖြစ်ပါလေ UMC weather weight တန်းရဲ့အစစ်နစ်နေရာက Sean Brady ဟာဆိုရင်လည်းရှုံးပွဲမရှိ fighter တအူ Michael Morris နဲ့ထိုးတက်သွားတော့မှာပဲဖြစ်ပါလေ ဒီပွဲကခေါင်းပွဲကြီးနှစ်ပွဲပြီးရင်အကျဉ်းဆုံးဖြစ်လာနိုင်တဲ့ဒွေးဆိုင်လူလင်ပြောလို့ရပါတယ်။တကယ်တမ်းဆိုရင်ရှမ်ဘရဒီကို Iron Gary နဲ့ပွဲတည်ပြီးချင်ပေမဲ့ Iron Gary ဖက်ကလောလောဆယ်အနေထားမှာလက်မခံခဲ့ပါဘူး။နစ်ကုံအထိအနားမယူချင်တဲ့ရှမ်ဘရဒီကတော့ပွဲတောင်းခဲ့တာကြောင့် Michael Morales နဲ့ပွဲတည်ပေးလိုက်တာပါ။အနားယူနိုင်တဲ့ဆိုပေမဲ့ပွဲထိုးဖို့အတွက်ရွေးချယ်လိုက်တာဖြစ်ပြီးပြိုင်ဖက်ကရှုံးပွဲမရှိဖိုက်တာဖြစ်နေတာကြောင့် နဲ့နင်းလီတော့သူ့အတွက်အန်ဒီယံများနေပါလေ။ဂျောင်ဘရတီဟာလီယွန်အဝတ်စ်ကိုအနိုင်ယူနိုင်ခဲ့ပြီးတော့ကပလူခွင့်ရတဲ့တဲ့ဆိုတော့ကိုတက်တီပြတ်ထားခဲ့ပြီးတာဖြစ်ပါလေ။ဒီပွဲမှာထပ်အနိုင်ယူပြတ်နိုင်ခဲ့မယ်ဆိုရင်တော့ဂျောင်ဘရတီအတွက်ချန်ပီယံလူခွင့်ကပူပြီးတည်ချာသွားမှာလည်းဖြစ်ပါလေ။ဂျွန်ဘရဒီကပဲမိုက်ကယ်မိုရာလက်စ်ရဲ့ရှုံးပွဲမရှိစံချင်ကိုရိုက်ချူပြသွားနိုင်မလားဒါမှမဟုတ်ရင်သူ့ရဲ့ရှုံးပွဲမရှိစံချင်ကိုပဲထပ်ပြီးထိန်းသွားနိုင်မလားဆိုတာကတော့ ကျွန်တော်တို့ပြည်သက်တွေအနေနဲ့စောင့်ကြည့်သွားဖို့လိုအပ်နေပါတယ်။နောက်ထပ် Weatherway တွဲဆိုင်အနေနဲ့ပါဝင်လာမှာကတော့ Leon Edwards နဲ့ Carlos Pradis တို့ရဲ့တွဲဆိုင်ပေးဖြစ်ပါတယ်။ Camaro Usman ကိုအနိုင်ယူနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ Weatherway Champion ဖြစ်ခဲ့ဘူးတဲ့ Leon Edwards ဟာနောက်ဆုံးနှစ်ပွဲဆက်တိုက်ကိုရှုံးနိမ့်ထားခဲ့ရပါတယ်။ဘလဲမူဟာမက်ကိုတပတ်သက်ဆန်းဆန်းနဲ့ရှုံးနိမ့်ပြီးတော့ Champion ပွဲကိုလက်လွတ်ထားခဲ့ရတယ်လို့ နောက်ဆုံးပွဲအနေနဲ့ပြီးခဲ့တဲ့မတ်လ3ကရှောင်းဘရတီနဲ့ထူးတက်ခင်းရပြီးတော့ချုပ်ကွက်နဲ့ပါပွဲသိမ်းခံခဲ့ရပါတယ်။နှစ်ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ထားရတဲ့ချန်ပီယံဟောင်းကြီးလီယွန်အဝတ်စ်အတွက်ကလည်းဒီပွဲကမဖြစ်မနေအနိုင်ယူရမယ့်အနေအထားမျိုးတွေဖြစ်လာခဲ့ပါတယ်။လက်ရှိဝေဒါဝိတန်ရဲ့အဆင့်3နေရာမှာရှိနေသေးတယ်ဆိုပေမဲ့လည်းဒီပွဲမှာဆက်ပြီးရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တော့ ranking အပြင်ကိုပါရောက်ရှိသွားနိုင်တာမျိုးတွေဖြစ်သွားနိုင်ပါတယ်။ လီယွန်အဝက်စ်ရဲ့ပြိုင်ဖက်ကာလုစ်ဖရန်တီစ်ဟာဆိုရင်မွေထိုင်းနောက်ခံကနေလာတဲ့ဖိုက်တာတဦးပင်ဖြစ်ပါတယ်။ Professional MMA ပွဲစဉ်ပေါင်း22ပွဲအထိထိုးတက်ထားခဲ့ပြီးတော့အဲ့ဒီမှာဆိုရင်တော့18ပွဲအထိကိုအလဲထိုးနဲ့အနိုင်ယူပြထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သူရဲ့ကစားပုံကတော့ဖြောဖြီးမှုပြီးနိုင်စွမ်းရှိတဲ့ဘရိတ်တက်အကြိုက်ကစားပုံမျိုးတွေဖြစ်ပါတယ်။ UFC မှာ6ပွဲထိုးတက်ထားရမှာဆိုရင်လည်း ငါပွင့်အနိုင်ရရှိထားပြီးတော့မှတက်လူဖြစ်တဲ့ Iron Gary တယောက်တည်းကိုရှုံနေထားခဲ့တာဖြစ်ပါလိမ့် UFC မှာအနိုင်ရရှိထားခဲ့တဲ့ငါပွဲစလုံးကိုအလဲထိုးနဲ့ကြီးပဲအနိုင်ယူပြထားနိုင်ခဲ့သူလည်းဖြစ်ပါလိမ့်ဒါကြောင့်သူ့ရဲ့အလဲထိုးပါဝါဟာဆိုရင် Leon Edwards အတွက်စိုးရင်ရတဲ့အနေထားမျိုးတော့ရှိပါလိမ့်ဒီတွဲဆိုင်မှာတယောက်ကတော့ ranking မချဖို့အတွက်ထိုးတက်ရမှာဖြစ်ပြီးတော့နောက်ထပ်တယောက်ကတော့ ranking ထိပ်ပန်းကိုရောက်လာနိုင်ဖို့အတွက်ထိုးတက်သွားရမှာဖြစ်ပါလိမ့် ကျွန်တော်အမြင်ရဆိုရင်တော့အလဲထိုးပါဝါကောင်းတဲ့ Carlos Prodis ကပဲဒီပွဲစီမှာ အနိုင်ရရှိတွန်းနိုင်ချေရှိတယ်လို့ခန့်မှန်းထားခဲ့ချင်ပါတယ်။မင်ကရဲ့နောက်ဆုံးတွဲဆိုင်မှာတော့ Benedict Darush နဲ့ Binoy Singh Danne တို့ရဲ့ lightweight တွဲဆိုင်လင်းရှိနေပါတယ်။ Binoy Darush ဟာဆိုရင်လည်းခေါင်းပိုင်းကိုရောက်လာပြီးတော့ Cha Oliveira နဲ့ Aman Sarujan တို့ကိုနှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ရပြီးတော့နောက်ဆုံးပွဲမှာတော့ Renando Maicon ကိုပြန်ပြီးအနိုင်ယူပြထားနိုင်ခဲ့ပါတယ်။ တပကဘီနွေစိန်ဒန်နစ်ကတော့ lightweight တန်းမှာဘီနီဒန်ရူစလောက်အထိထိတ်တန်းကိုမရောက်သေးဘူးလို့ပြောလို့ရမှာဖြစ်ပြီးတော့ ranking အဆင့်73နေရာမှာပင်ရှိနေသေးပါလိမ့်။ record အရလည်းအရင်ကြီးအားရစရာအနေထားမျိုးမရှိဘဲ Renato Mancano ကိုတောင်ရှုံးနေထားခဲ့ပူပါလိမ့်။ဒါကြောင့်ဒီတွဲဆိုင်ကတော့ဘီနီဒန်ရူချပဲနှစ်ပွဲဆက်9ပွဲပြန်ပြီးတော့မှရယူသွားနိုင်ချေရှိသေးလို့ခန့်မှန်းမိပါတယ်။ UFC ပြိုင်ပွဲကြီးမှာဆိုရင်တော့ မိန်ကက်ပြင်ပအပြင်တခြားသွဲဆိုင်တွေကလည်းစိတ်ဝင်စားဖို့ကောင်းနေတဲ့သွဲဆိုင်တွေရှိနေပါလေဒီထက်ကသဆိုင်ကိုပြောရမင်းဆိုရင်တော့ရိုင်းနီယာဒရိုက်တာအနေနဲ့အနိုင်ရယူခဲ့ဘူးတဲ့ရှုံးပွဲမရှိဖိုက်တာဘော်နီကေရဲ့သွဲဆိုင်ပဲဖြစ်ပါလေနဘန်ကောလိပ်ချန်ပီယံတူဆိုပေမဲ့ရိုင်းနီယာကိုမရှင်နိုင်ခဲ့တဲ့ဘော်နီကေကိုဒီပွဲမှာလဲသူ့ရဲ့နဘန်ဆွမ်းဆောင်ရည်ကိုထပ်ပြီးဆန်းစစ်သွားအောင်မှာဖြစ်ပါလေ ူရဲ့ပြိုင်ဖက်က ADCC နဲ့တခြားပြိုင်ပွဲကြီးတွေမှာပါချန်ပီယံဖြစ်ခဲ့ဖို့တဲ့ BJJ တမားရီဒိုဖိုဗီရာဆိုသူပဲဖြစ်ပါလေ။ဘော်နီကန်အနေနဲ့လိုအပ်ချက်တွေကိုပြင်ဆင်ပြီးလာမယ့်ပွဲမှာနိုင်ပွဲပြန်ပြီးရှာတွေ့သွားနိုင်ဖို့အတွက်လိုအပ်နေတာပဲဖြစ်ပါလေ။ဒီအတွက်ကြောင့်မို့ဒီပွဲစဉ်ကလည်းကျွန်တော်တို့မြန်မာပရိသတ်တွေအနေနဲ့လည်းစောင့်ကြည့်သွားတင်ပါလေ။တခြားသွဲဆိုင်တွေအနေနဲ့ဆိုရင်တော့ ပိုက်ပြင်ကစားသမားဘွားကန်ဒီ UMC ကိုရောက်လာခဲ့တဲ့ဆိုပြီးနာမည်ကြီးနေတဲ့ရှုံးပွဲမရှိဖိုက်တာလေးမော်ကွန်လန်ဝဲမိတ်ကန်ရဲ့တွေ့ဆိုင်နောက်ပြီးတော့မှအောင်လိုက်ရဲ့ဘော်ရန်ဂျီဂရီဂိုရီရူဒီကွက်စ်ရဲ့တွေ့ဆိုင်ကလည်းပါဝင်သွားမှာဖြစ်ပါလေတကယ်ကိုတွေ့ဆိုင်ကောင်းတွေနဲ့ပြည့်နှက်နေခဲ့တဲ့ UMC 322ပြန်ပွဲကြီးကိုလည်းတနင်္ဂနွေနေ့မနက်ပိုင်းမှာလက်လွတ်မခံဘဲစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ ကနေ့မှာတော့အာကစားလောကကစေဝင်စားဖို့ကောင်းတဲ့အကြောင်းအရာကိုစုစည်းတင်ဆက်ပြီးသွားခဲ့တာပင်ဖြစ်ပါတယ်။အဆုံးအထိကြည့်ရှုအားပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုဆက်ပဲဖြစ်ပါတယ်။အားလုံးပဲတန်ရာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။